ာခင်ចောင်းပြီးအောင်တက်ခဲ့တယ်ပေါ့เนาะဟိုចောင်းပြီးွားပြီပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ចောင်းပြီးွားပြီပြီးတော့ចောင်းမှာလည်းចောင်းဆ iam မှာဖြေလောက်ွားပြီးလေဝင်လို့ခဲ့ပေါ့ဟုတ်ចောင်းဆ iam မှာဝင်လောက်ွားပြီးလေလုတ်ခဲ့ပူတော့ပေါ့เนาะဟုတ်ကဲ့ခဲ့ရတော့ဒီလိုမျိုးရှင်းရှင်းလုတ်ခဲ့လဲလုံးဝမလုတ်ခဲ့တာရရဆဆနဲ့ပဲកុំွားရဲ့ပေါ့เนาะဆရာအဲ့တော့ကိုဘွားတိုးတက်ရတိုးတက်ចောင်းဖြေအောင်လို့ចូលစားရှင်းတယ်အဲ့ဒါចောင်းမှုဒီလုတ်ကိုဆရာနဲ့လက်တွဲပြီးတော့လုတ်တာပေါ့เนาะဒါဆိုဒီလုတ်

โอเคมิงลาပါเนาะเอ้มิงลาပါเสียโอเคว่ะแล้วอะคือส่วนเราเราเราน้องแค่ป่ะเนาะอุ่นแห่วแห่วินจิมาชื่อแล้วน้องแค่ก็ยောက်มาဖြစ်တယ်အခုတော့ကျွန်တော်အချိန်ည9:00ထိုးတော့ပါဗောနော်ဒါကကျွန်တော်ညီမကနေပြီးတော့ online ပေါ်ကနေယုံကြည်စိတ်ချသွားပါဗောနော်လူတစ်ခါမှမမြင်ဘူးပဲねပတ်စံလွှဲလာပေးတယ်เนาะအဲ့ဒါပဲကျွန်တော်ကနေပြီးတော့ညီမကိုဒါဒါညီမယုံကြည်မှုကိုတမိုးထားတဲ့အနေနဲ့ကျွန်တော်ကိုယ်တိုင်ဒါထောက်ပုံပစ္စည်းကိုအပြင်မှာကိုယ်တိုင်လက်တွေ့လာပို့ပေးတာဖြစ်တယ်เนาะအဲညီမဒီစီးပွားရေးဗောနော်အခုလောလက်ရှိလောက်တဲ့ remote စီးပွားရေးကိုတွေ့တာကြာပြီလားမကြာသေးဘူးဆရာလေးလာနေရနှစ်ပတ်လောက်ပဲရှိသေးတယ်နှစ်ပတ်လောက်ပဲရှိတယ်ဗောနော်အဲနောက်တော့ တရားကျွန်တော်ရဲ့အကောက်ကိုညီမဘယ်လိုတွေ့ွားလဲအထမတော့မှအခုဟိုကအကောက်ကပေါ့ဒီကုမ္ပဏီကအပျော်ခီးတွေပါတွားတာခွေးပုံပေါ်မှာတွေ့ရပေါ့နော်ဟုတ်ကဲ့နောက်တော့စိတ်ဝင်စားတာနဲ့ YouTube မှာရိုက်ရှာတယ်ရိုက်ရှာတော့ဆရာရဲ့ဗီဒီယိုဖိုင်နဲ့တက်လာတယ်ဟုတ်ကဲ့နှစ်ပတ်လောက်လေးလာပြီးတော့ YouTube မှာဒါကျွန်တော်ဗီဒီယိုဖိုင်နဲ့တက်လာတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့တက်လာတော့ လေးလာကြည့်တယ်နှစ်ပတ်လောက်ပေါ့နော်စိတ်ဝင်စားရတယ်ဆရာတို့ဒါရိုက်ဆက်တွေ့ပြီးတော့ဒါညီမဆီစဉ်ပြောတချို့ဆိုရင်ဒါစိတ်ဝင်စားရတယ်ဆိုတော့တန်းပြီးတော့လေးလာတာတန်းလောက်တာတော့အများကြီးရှိရနော်ညီမဆိုတာတေချာလေးလာတယ်ဆိုတော့ဆရာတင်တာကပညာရေးချင်းလည်းမနေဘူးတဲ့ညီမနိုင်ငံမှာကျတော့ကိုပါအလုပ်လုပ်တယ်ညီမနိုင်ငံမှာကဒီမတက်လာခင်ကျောင်းပြီးအောင်တက်ခဲ့တယ်ပေါ့နော်ဟိုကျောင်းပြီးသွားပြီပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ကျောင်းပြီးသွားပြီပြီးတော့ကျောင်းမှာလည်းကျောင်းဆရာမဖြစ်လောက်သွားပြီးလေဝင်လို့ခဲ့ပူတယ်ကျောင်းဆရာမဝင်လောက်သွားပြီးလေလောက်ခဲ့ပူတော့ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဒါအဲ့ရနေပြီးတော့ထိုင်းကိုရောက်လာတယ်ဟုတ်ကဲ့အဲ့ရနေပြီးတော့ တယ်ထိုင်းမှာလောလောတက်လောက်တယ်ဟုတ်ကဲ့အခုထိုင်းမှာရောက်တာကြပြီလားထိုင်းမှာရောက်တာ၈နှစ်ရှိပြီဆရာ၈နှစ်ရှိပြီဒါလုံငန်းပဲပေါ့နော်ဟုတ်ကဲ့လုံငန်းနိုင်ငံဆိုတော့ကျွန်တော်တို့ကတိရတိုင်းပဲပညာတတ်တဲ့ပညာမတတ်တဲ့ဒါတို့တတ်မှတ်တာတဲ့လောက်အားခတိုင်းပဲရတာပေါ့နော်အဲ့တော့ဒါအခုဆိုရင်တော့ဒါဒီစီးပွားရေးဘာဖြစ်လို့ရွေးချယ်တယ်ညီမဒါကိုယ့်ရွေးချယ်မှုနေနဲ့ပြောပြဘူးပေါ့နော်ဟုတ်ရွေးချယ်တာကတော့ဒီလိုမျိုး၈နှစ်လောက်ခဲ့လဲလုံငန်းမှာလောက်ခဲ့တာရရဆဆနဲ့ပဲပုံမရပေါ့နော်ဆရာအဲ့တော့ကိုဘွားတိုးတက်ရတိုးတက်ကြအောင်ဖြစ်အောင်လို့စူးစမ်းခြင်းနဲ့အဲ့ဒါကြောင့်မို့ဒီလောက်ကိုဆ ရာနဲ့လက်တွဲပြီးတော့လောက်တာပေါ့နော်ဒါဆိုဒီလုံးမှာညီမရဲ့ဘွားကိုတိုးတက်မယ်လို့အခွင့်အလမ်းမြင်တာပေါ့ဟုတ်တယ်မြင်နေဆရာဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုရင်ဒါဆရာနဲ့လက်တွဲလာပေးတဲ့အတွက်လည်းဆရာရင်ကျေးဇူးတင်တယ်စီးပွားရေးကဒါကကျတော့၃မျိုး၃စားရှိတယ်နော်အသေးအလက်ကြီးပေါ့ညီမလေးပဲဟာယူချက်လာတယ်အကြီးဆုံးယူချက်လာတယ်အကြီးဆုံးယူချက်လာတယ်နော်ကဲဆရာနဲ့သူအဆုံးထိစူးစမ်းမယ်မကြခင်မှာဆရာရုံကြည်တယ်ယာထုတွေဆင်းဆင်းတက်နိုင်မယ်လို့လည်းနော်ဒါရှင်းမယ်ညီမလည်းဒီနေ့ဆိုမြင်တွေ့ရတိုင်းပဲဆရာရဲ့ဖွဲ့သူဖွဲ့သားတွေလည်းပါတယ်ဒါယာထုရရှိပြီးသားလေးလူငယ်လေးတွေနော်ညီမတို့အသက်မသိမ့်မရင်းတွေအဲ့တော့ဒီလုံးကိုလှုပ်တဲ့ခါကျတော့ညီမတွေလည်းဘာမှစိတ်ပူစရာမလိုဘူး မသိတာနားမလဲတာတွေကိုလည်းဆရာကိုလည်းတရေတင်ကြပေးမှာဖြစ်တယ်လိုအပ်ချက်တွေကိုလည်းဆရာတို့ကဝိုင်းဝန်းဖြည့်ဆွပေးမှာဖြစ်တယ်မဖြစ်လဲဆိုဒီလောက်ကကျတော့အဖွဲ့အစည်းလောက်ရတာဖြစ်တဲ့တော့အဆက်ခဲနေတယ်ကိုအဓိကကိုမှစူးစမ်းခြင်းစိတ်ရှိဖို့ပဲလို့လဲစူးစမ်းခြင်းစိတ်ကိုဆရာတို့ကစီကံစနစ်တကျနဲ့ပုံမှန်ပေါ့အမြဲတမ်းအိတ်စိတ်ကိုရှိနေမယ်ဆိုရင်အောင်မြင်လို့ရပြီအညီမကိုညီမယုံကြည်လားလုပ်နိုင်မယ်လို့ယုံကြည်ရဆရာယုံကြည်တယ်နော်ဘယ်နဲ့ရခင်တော့ယုံကြည်လဲကိုနဲ့တရားအမြဲယုံကြည်ကိုကတရားရဲ့နော်ဒါလည်းယုံကြည်ရှိတဲ့လူကဒီလိုပဲဖြစ်ရမယ်လေနော်အဲ့တော့ဆရာယုံကြည်တယ်ဒါဆိုတော့ ဒီတစ်ပတ်ရုံးကိုလည်းဒါညီမလာလေးလာပေါ့နော်ဒါဆင်းပဲရုံးပြီလဲဆရာဖိတ်ခေါ်တာတယ်အဲ့တော့ဒီနေ့ကြည့်ရှုနေမျိုးကိုမှတော့တဲမှာလဲဒီညီမလေးလိုမျိုးပဲဒါဆိုရင်တော့ online ကနေဆက်သွယ်တာဖြစ်တယ်ဒါကျွန်တော်နောင်ခဲကဖြစ်တာပေါ့နော်နောင်ခဲဝင်းကျင်မှာရှိတဲ့မိတ်ဆွေမျိုးကိုမှတော့များရှိတယ်ဆိုရင်လဲဒါညီမကိုဒါဆက်သွယ်လို့ရတယ်နောင်ခဲမှာဆိုရင်တော့ပထမအဦးဆုံးဖိတ်ဆုံးဝင်တဲ့ညီမလေးဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်ရိုရီဘောစီးပွားရောလာရောက်လေးလာဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်အားလုံးမင်္ဂလာပါမင်္ဂလာပါ